ဖေးဆော့ကိုနဲ့မောင်နေစီစီအမြင်ရကျင်တယ်ဆိုရင်တော့မိတ်ဆွေဒီချက်တွေလုတ်ပေးလိုက်ပါတော့။အော်ဒီချက်တွေလုတ်မယ်ဆိုရင်မိတ်ဆွေတို့လုံးဝကြီး100%ရမယ်လို့တော့ကျွန်တော်မပြောလို့ဘူး။ဒါပေမဲ့ရဖို့ရခိုင်တော့ပို့ပြီးတော့များတယ်ပေါ့နော်။ Okay ။အဲ့နံပါတ်1အနေနဲ့မိတ်ဆွေတို့ post ကိုပုံမှန်တင်မှာအမှတ်တင်တဲ့ချက်တွေအပြင်းအချက်မလုတ်နဲ့ပေါ့နော်။ Okay အဲ့တော့ဒုတိယချက်အနေနဲ့မိတ်ဆွေတို့ post မှာရလာတဲ့ engagement တွေပေါ့နော်။ engagement ဆိုတာ comment တွေပေါ့နော်။ဒီ comment တွေကိုမိတ်ဆွေတို့ reply ပြန်ပေးပါပေါ့နော်။ တော့ခုနကမဆွေးစင်းရာပြီးသွားလို့မိတ်ဆွေမပြန်ញမပြန်နဲ့ပေါ့နော်အမရခင်မှာမိတ်ဆွေတို့ engagement တွေကောင်းအောင်ဒီ comment တွေကို reply ပြန်ပေးရမယ်ပေါ့နော် okay နောက်တစ်ခုနေနဲ့မိတ်ဆွေတို့ copyright music တွေမတင်ပါနဲ့ပေါ့နော်သူများ video တွေကိုလည်းတိုက်ရိုက်ကူးယူပြီးတော့မတင်ပါနဲ့ကိုယ့်အကူ ATP background music တွေထည့်မယ်နောက်ပြီးတော့ဖြန့်ညက်ကတ်တွေလုပ်မယ်ပေါ့နော်လုံးဝသူများ1 minute video ဆိုတော့မိတ်ဆွေ1 minute video လုံးဝပြန်မတင်ပါနဲ့ပေါ့နော် โอเคအဲ့တော့နောက်တစ်ခုအနေနဲ့မိတ်ဆွေတို့က face admin နဲ့မှာနိုင်ငံခြား admin ရှိနေရမယ်ဒါပေမဲ့ကျွန်တော်နိုင်ငံခြား admin မရှိဘဲနဲ့ညီမ admin ရှိတဲ့ page တွေကလည်းဒီ monetization ဆက်ရရတာမျိုးလည်းရှိတယ်ပေါ့နော်ဒါပေမဲ့နိုင်ငံခြား admin ရှိရမယ်ဆိုတော့ပို့ပြီးတော့ chance အခွင့်အရေးပို့ပြီးတော့များတာပေါ့နော်โอเคအဲ့တော့ဒီ checklist လုပ်ပေးမယ်ဆိုရင်မိတ်ဆွေတို့ကိုနေ monetization ပွင့်မှုຢာခိုင်တို့များလာတယ်ပေါ့နော်မိတ်ဆွေတို့ post ကတင်နေချက်မတင်နေချက်ဆိုလဲအဆင်မပြေဘူးဒီကဒီ content monetization empire လောက်ကန်တဲ့သူတွေအများစုက engagement ကောင်းလို့ပေါ့နော် engagement ကြီးကောင်းမှုဆိုတာ view တွေ million ထိရနိုင်ကြမလို့ပေါ့နော်ကိုပိုင်းပုံမှန်လေးတွေ engagement လေးတွေကရှိနေမယ်ဆိုရင်အဆင်ပြေတယ်ပေါ့နော်ဒါလေးမျှဝေကြည့်ဖြစ်ပါတယ်